ူရင်းစားမခွဲကြဘဲနဲ့ကိုရိုင်းအိတ်ခန်ကစတိုရီသားဝင်စားနေတဲ့ဇွဲတဲ့ပိုင်ရှင်တတိမကြီး ပရိသတ်ကြီးဇွဲတဲ့စိန်ရွှေနာဆိုင်ကြီးကတော့မြမပြည်ရဲ့ထိတ်တန်းစိန်ဆိုင်ကြီးဖြစ်ပါရင်ညနေတန်းပြည်သူများကိုမန်လီဇွဲတဲ့ဆိုင်ရှိမှာစတရီသားလူပွဲကြီးပြုလုပ်ပြီးတော့မိကုတ်တွေဖိတ်ကြွေးကြတာဖြစ်ပါရင်ဇွဲတဲ့ဟာနိုင်ငံကျော်စိန်ရွှေနာဆိုင်ကြီးဖြစ်ပေမဲ့လည်းစိန်ပိုင်ရှင်တွေဟာလူရင်းစားမခွဲကြဘဲနဲ့ကိုရိုင်းစတရီသားဝင်စားပြီးတော့ကိုရိုင်းကိုကြပြည်သူတွေကိုအိတ်ခံကျူးမွေးကြတာဖြစ်ပါရင်အများပြည်သူတွေကလည်းဇွဲတဲ့ဆိုင်ပိုင်ရှင်အမရဲ့ပြုမှုကိုသဘောကျပြီးတော့ချီးကျူးနေကြတာပါစိတ်ထားကောင်းမွန်ပြီးတော့စိတ်သဘောထားလာတဲ့အတွက်ကြောင့်ဇွဲတဲ့ဟာထိတ်တန်းစိန်ရွှေနာဆိုင်ဆိုပေမဲ့လည်း ကဘာကျော်နေခဲ့ပါတယ်။ဇဲတဲ့ဆွေရှင်နာဆိုင်အောင်ဝန်ထမ်းတွေနဲ့ဦးစီးပြီးတော့မန္တလေးမြို့ရဲ့ငလင်းတင်ပြည်သူတွေကိုဘိုင်းဝါစီဖို့အတွက်ဖိတ်ခေါ်ကြွေးကြတာဖြစ်ပြီးပြည်သူတွေရဲ့ခက်ခဲနေလက်ရှိဖြစ်ပေါ်နေတဲ့ငလင်းတံကိုတိကကိုချင်းစာပေးခဲ့သူဖြစ်ပါတယ်။ဝန်ထမ်းတွေကိုလေလိုအပ်ရင်လိုအပ်သလိုလာရောက်စားသောက်ကြတဲ့သူတွေကိုစိတ်မညှို့ညင်သွားရအောင်ဖော်ရည်စွာအိတ်ခန့်ခိုင်းခဲ့ပါတယ်။ထမင်းဘူးတော့ထမင်းတို့တို့ဝေးတာမဟုတ်ဘဲနဲ့အများပြည်သူဗိုက်ပြအောင်လို့စားနိုင်စေဖို့ဒီလိုဖိတ်ကြွေးကြတာပါဝင်းနှင်းတွေကလည်းတတိယတွေပြောသမျှလိုက်နာပြီးတော့တတိယကိုယ်နဲ့မှကလည်းဝင်းနှင်းတွေကိုသာသမီညီမအရှင်သ က်ဖွဲ့ပြုစုဆောက်ရှောက်ကြတာပါလူရင်းစားမခွဲကြဘဲနဲ့အာလုံးတဲတူကြီးများဆက်ဆံကကိုရင်တောင်မှဝင်ရောက်စားသုံးပါတယ်နော်စိတ်ထားလာပြီးတော့စီကန်းရှိပုံကလည်းဟင်းရီတောင်စုံနဲ့ဓာတ်ရိုက်မတောက်ဖွဲနဲ့သူပကံနဲ့ကစုံနဲ့ထည့်ပြီးတော့တောက်တတဲ့ကျင်းဟာအများပြည်သူရဲ့ချီချူအားကြစရာဖြစ်နေတာပါ။ငလင်တဲတဲ့ပြည်သူများကိုဒီလိုဖိတ်ကြွေးခြင်းဖြင့်အစားအစာလူတန်းစီစားနိုင်ပြီးအချိန်မီွေးတစ်ခါတစ်ခါလာစားလို့ရအောင်စီစဉ်ထားတာပါ။စိတ်ကြိုက်သုံးဆောင်နိုင်ပြီးတော့ဟင်းမီရီစုံနဲ့တို့စရာ တောက်စီယာစုံလင်ကိုပါပါရင်ဖြစ်တယ်လို့မဟုတ်ဘဲနဲ့တကယ့်စိတ်ရဲနဲ့ကျွေးမွေးအခမ်းအနားဆိုတာထင်သာမြင်ရပါတယ်နော်။ဇဲထဲဆင်ရှေနာဆိုင်ပိုင်စတိမကြီးဟာအချိန်ကလွင်စားပွားကနေတက်လာတာမလို့အောက်ခြေလူရင်စားနဲ့ခြေရန်လူရင်စားတွေနဲ့အပူမီနဲ့တောက်ကတွေကိုနားလေပါရင်ဒီငလင်ကာလမှာစက်တိုက်လုံနေကြတော့ဘယ်သူမှစီးဝါမရှာတော့ဘဲနဲ့ငလင်ထက်လုံမှာကိုပဲစိုးနေတဲ့အခြေအနေပါနော်။ ဒါကိုကောင်းသိတဲ့ဆွဲတဲ့ဟောင်းခုလိုမျိုးစတူဒီသားလူကိုအဝါအစားဖို့ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။၂၈ရက်နေ့ကငလင်မာလေးစကိုင်းနဲ့အင်းဝအမန်လေးစားရည်မျိုးတွေမှာအရေးပေါ်လိုအပ်တဲ့စောင်းချင်အောင်စေဝါစားရည်ပစ္စည်းတွေနဲ့တောက်သုံးရည်လုံးလောက်ရရှိရန်လည်းလှူဒန်းခဲ့တာဖြစ်ပါတယ်။ နာပြီးရောတိမ်မောင်များစွာကုန်ချခံပြီးမန်းလေးရဲ့မစိုးရင်ကြောင်းတိုက်ကြီးရဲ့ပင်မကြောင်းဆောင်ကြီးပြိုကျပျက်စီးသွားတာကိုငကုမူလအတိုင်းပြန်လည်တိဆောက်ပေးမှလည်းဖြစ်ပါတယ်။တိမ်မောင်1500ကျော်ကုန်ခံပြီးတော့တိဆောက်ပေးမှဖြစ်တာကြောင့်တကယ့်ကိုမုံမြင့်တဲ့အလူတရက်ကနေအလူတကံမှကြီးလေးဖြစ်ပါတယ်။ရဟန်းတန်ခါရီတွေထီရောက်တဲ့အဆောင်အုပ်ကြီးဖြစ်ပြီးတော့တကယ့်ကိုလွဲတဲ့နေရာတွေကိုလည်းတွားရောက်လူတန်းပေးခဲ့ပါတယ်။အလူတန်းရရောပြီးတော့ဘာသာလူမျိုးရင်းမခွဲကြတာကြောင့်အများကအားကြနေရပြီးတာရုချင်းချင်းခေါ်ဆိုနေကြတာပါ ဆွေထက်မိသားစုရဲ့စတူဒီတာလူကမစိုးရင်တိုက်သေးပင်မဆောင်တဲ့စကိုင်းကပြည်သူများအတွက်လူဟာတကယ့်လိုအပ်တဲ့နေရာဖြစ်တာမလို့အလိုအားအထားမြောက်ပြီးတော့အမြင်ကြရပါနော်စိတ်သွားတိုင်းကိုပါပြီးတော့လူရင်းဆန္ဒတွေပြေဝပါစေလို့ဆုတောင်းပေးပါရီခြေနှချောင်းမှုပဲနဲ့ခြေချောင်းများစွာကဲတင်ပြီးတော့ခြားသူတွေလိုအလိုပဲမပြပဲနဲ့ကလေးစံနဲ့ပြုမှုရှိတာလည်းအံ့ဩစရာပါပဲနော်မရှိလို့မလို့မလို့လို့မရှိဆိုတဲ့အတိုင်းအလိုမှတကျက်လူတဲ့အလူဖြစ်ကြောင်းဇွဲတဲ့ဆွေရှင်နာဆိုင်မိသားစုကတည်တည်ပြလိုက်တာပါပဲနော်ဒီတော့ပြည်သက်ကြီး ဇွဲတဲ့မမကြီးရဲ့ချစ်စရာကောင်းတဲ့ပြုမှုလေးတွေကိုကြည်နေမှတ်ချက်လေးတွေပြောခဲ့ပေးပါအောင်ရှင်။